ယနေ့ခေတ်မှာဖွံ့ဖြိုးရေးနဲ့အပြုမူဆိုင်ရာပြဿနာတွေပုံများလာတာကိုတွေ့ရပါတယ်။ဒါအတွက်အကြောင်းအရင်းမျိုးမျိုးကိုခမန်းကြပါတယ်။အဲ့ဒီအကြောင်းအရင်းတွေထဲမှာနေထိုင်မှုစရိုက်ပြောင်းလဲမှုတွေမိခင်ဝန်တွင်ကလေးမစိုးစီမီဝေဖော်မှုများလာတာတွေပါဝင်ပါတယ်။လက်ရှိမှာဖွံ့ဖြိုးရေးဆိုင်ရာပြဿနာတွေကခမန်းချီ600ခန်းလုံးကနေ900ခန်းလုံးလောက်ရှိပြီးအပြုမူဆိုင်ရာပြဿနာတွေကတော့100ခန်းလုံးကနေ100ခန်းလုံးလောက်ရှိပါတယ်။ ဒါဟာသတိပေးစရာအရေးအတွက်ပါပဲမဲ့စောစီးစွာဝင်ရောက်စစ်ဆေးကုသခြင်းကဒီကလေးတွေအတွက်ရလက်ကောင်းရရှိဖို့အရေးကြီးတဲ့အခန်းကဏ္ဍပါဝင်တယ်။ဒါဆိုရင်စောစီးစွာရှောက်ခွေတွေ့ရှိခြင်းနဲ့ဝင်ရောက်ဆောက်ရှောက်ကုသခြင်းဘာကြောင့်အရေးကြီးလဲ။ဖြည့်ရှင်းချက်ကနယူယိုပလတ်စတစီ၊နယူပလတ်စတစီပါနယူယိုပလတ်စတစီဆိုတာအုံနောက်ပြောင်းလဲမှုတွေအပေါ်ကန့်ညီနိုင်တဲ့စွမ်းရည်ပါ။ယူစွမ်းရည်ကလူတအူးလုံးဘဝတစ်လျှောက်လုံးဖြစ်ပေါ်နေတတ်ပေမဲ့အထူးသဖြင့်ဘဝအစပိုင်းအုံနောက်ခွင့်ပြုမှုအတွက်အရေးကြီးတဲ့ပထမ၅နှစ်အတွင်းပုံမူပြင်းထန်စွာဖြစ်ပေါ်ပါတယ်။ဒါကြောင့်ဒီအချိန်မှာစောစီးစွာရှောက်ခွေတွေ့ရှိပြီးဝင်ရောက်ကုသခြင်းကဒီကလေးတွေအတွက်အကောင်းဆုံးရ ရလက်တွေရရှိစေပြီးသူတို့ရဲ့အပြည့်အဝစွမ်းရည်ကိုရောက်ရှိနိုင်စေပါတယ်